ပီဒီအက်ကဖေးပြောက်ပြီးရမှာနော်ပီဒီအက်ကဖေးပြောက်သွားပြီနော်ပီဒီအက်ကဖေးပြောက်သွားပြီဖေးပြောက်တော့သူ့မှာပထွေးလည်းမရှိတော့သူ့ရဲ့အဖေရင်တကယ်ပီဒီအက်ရဲ့အဖေအရင်အဖေတို့တင်စားလို့ရတယ်အမေတို့တင်စားလို့ရတယ်ဆိုတာကမြန်မာနိုင်ငံထဲကပေါက်ွားလာတဲ့ဗမာပြည်သူလူထုက PDF ရဲ့အဖေနဲ့အမေခေါ်တယ်ခမတို့အဲဒီစကားကိုလေးလေးနက်နက်နားတော့ PDF ပေါ့နော် PDF ရဲ့အဖေအရင်းကမြန်မာနိုင်ငံထဲကပေါက်ပွားလာတဲ့ဗမာလူမျိုးတွေကိုအဲ့ဒါသူ့ရဲ့အဖေအမေအရင်းလို့ခေါ်တယ်ခင်ဗျားတို့အဲ့ဒီစကားကိုဟာဒီကွန်ဗာဆော့ပေါ်ပါညာဗမာ PDF တွေဗမာ PDF တွေကြောင့်ဒီတိုင်းရင်းသားလက်နက်ကိုင်တောင်းချမ်းသူတပုံကနော်ဘုံကျုံအဖြစ်သတ်မှတ်ပြီးတော့မှကို့လူမျိုးချင်းအယိုးထိုးပြီးတော့စီယိုးထိုးပြီးတော့တိုက်ခိုင်းခဲ့လို့ဒီတိုက်ပွဲတွေဒီလိုဖြစ်ခဲ့တာဒီနေမီတွေဒီလိုဖြစ်ခဲ့တာနော်လူအင်အားနဲ့ နော်လက်နဲ့ခရံနေထုတ်ပေးပြီးတော့မှမူရစီတွေတိုက်ကျွေးပြီးတော့မှအဲ့လိုဖြစ်ခဲ့တာအဲ့တော့ခင်ဗျားတို့ကျွန်တော်ရှင်းပြမယ်ဘာလို့ဗမာပြည်သူ လူထုက PDF ရဲ့ဖေးအရင်ဖြစ်လဲဆိုတော့သူကကဖေးအရင်ပြောင်းနေပြီဘဒုဖေးခေါ်အမှန်မသိဖြစ်သွားပြီသူ့ဘဝ KMND ကိုကကျွန်တော်ပြောပြမယ်လာချိုးကိုမြမတက်မတော်ကကြည်တချက်မှမဖောက်ဘဲနဲ့သွားတယ်ဗမာ PDF ဘာပြောရဲလဲ NUG ဘာပြောရဲလဲအဲ့ဒါနိုင်ငံရေးစစ်ပွဲဆိုတာအဲ့ဒါကိုပြောတာ ။နော်မင်းတို့ပြောတဲ့အန်ယူဂျီဟောနော်ရီမွန်တို့ဟင်ကိုလက်တို့ဇောဝေဇိုးတို့လူဇင်မာအောင်တို့မျိုးရနိုင်တဲ့တို့မျိုးတိုက်တန်တဲ့တို့မင်းတို့ရဲ့အနုပညာအချစ်တော်မင်းမောက်ကွန်ဗိုလ်ချုပ်ကြီးမင်းမောက်ကွန်တို့ဘာပြောရဲလဲဘာလုပ်ရဲလဲမင်းတို့ပြောတဲ့အန်ယူဂျီအစိုးရဆိုဟမ်ຫນွေဥတီအစိုးရဘာပြောရဲလဲလို့အခုမင်းတို့အဖေဖမားတယ်မင်းတို့အန်ယူဂျီကမင်းတို့ကို ထောက်ပံ့ပြီးတော့ခုနောင်ချိုမှာမင်းတို့နေခိုင်းရလားသေချင်းဆုံးနဲ့သေသွားမယ်ငါစကားကိုမင်းတို့နားမတော်ခဲ့ဘူးငါ line ပေါ်မှာမင်းတို့၃နှစ်လောက်ရှိနေဟောဒီဘက်မတိုင်ခင်၆လမှာမင်းတို့ကောင်းကောင်းပြောတယ်အလင်းဝင်အလင်းဝင်နော်အခုမင်းတို့အဖေရင်းကဗမာလေဟမ်မင်းတို့အဖေရှိလားမင်းတို့တရားနာနေလိုက်သွားကြည့်ပါလား ဟိုကဗမာမုံဒီဝါရမင်းတို့တော်တဲ့နဲ့တပ်ပလိုက်မှာမင်းတို့လက်နဲ့ကြည်စံပေးဖို့မလုံးနဲ့မလုံးနဲ့ကောင်းမလေးတွေဆိုရင်ခေါ်ရင်ခေါ်သွားမှာဟိုထဲမှာကြိတ်ပြီးကားကြမှာမင်းတို့ဖုလပိုင်လိုက်သွားလို့ရှိရင်မင်းတို့သိသိသွားကျင်တဲ့နေရာသွားသိကျင်တဲ့နေရာသိမင်းတို့ကြိုက်တဲ့တင်ချိုင်းရွေးဆိုပြီးမင်းတို့လုံမှာမင်းတို့ဒီတော့ဒီချိန်ထိနားမလဲသေးဘူးခုမင်းတို့အဖေပြောက်နေပြီနောင်ချိုးမှာဟမ်ဟိုကထွက်တော့မယ်အဲ့တော့ငါမင်းတို့ဘာပြောကျင်လဲဆိုတော့ PDF တွေ မင်းတို့ပြည်သူရဲ့အရေးအောက်ကိုလက်နက်ချပြီးတော့မှ ပြန်ပြီးတော့မှကိုဗမာလူမျိုးရဲ့ပြည်သူရဲ့လက်အောက်ကိုငါမင်းတို့တက်မတော်လို့မပြောဘူးနော်ငါမင်းတို့ပြောလိုက်မယ်တက်မတော်ဆိုတာ ပြည်သူတွေကပေါက်ဖားတာစကားအနှက်အထိပ်ပဲအများကြီးနော်မင်းတို့နားမလည်ရင်တော့ငါနားလည်အောင်ပြောပြမယ်နော်ကိုရဲ့ပြည်သူရဲ့ရင်ခွန်ရဲ့အရေးအောက်ကိုပြန်ခိုးလုံးမှာမင်းတို့ကမင်းတို့လက်နက်ပဲယူခဲ့ယူခဲ့လက်နက်ပဲခြားခြား ဟုတ်လားကျွန်တော်တို့လက်လက်ချပြီးအလင်းဝင်မယ်မင်းတို့ရတဲ့နည်းနဲ့ဝင်တော့မဟုတ်ရင်မင်းတို့ဘဝတွေတိမ်မထူးနေမထူးတွေဖြစ်ပြီးနော်မင်းတို့တက်မတော်ဘယ်တော့မှမတိုက်နဲ့တိုင်းပြည်ကိုဘယ်တော့မှမတော်လန့်နဲ့မင်းတို့အိုက်နဲ့ချက်ကိုကောင်းနေလို့ထဲတာဘာလို့တက်မတော်ကိုအရင်ပြောရလဲတက်မတော်ဒီတိုင်းပြည်ကိုကာကွယ်နေတဲ့တက်မတော်တိုင်းပြည်ဆိုတာကအသက်မဲ့မြန်မာနိုင်ငံ ဟုတ်လားတက်မတော်ဆိုတာအသက်ရှိသူကလက်နဲ့တွေကြီးရည်လေးတွေပိုင်ဆိုင်ထားတဲ့တက်မတော်အဲ့ဒီတက်မတော်ကိုမင်းတို့ဘယ်တော့မှမတိုက်နဲ့မင်းတို့မနိုင်ဘူးမင်းတို့အလံပြူတောင်းလာလေးအလံနီးလေးအလံစိမ့်လေးအဝါတွေမပြောနဲ့မင်းတို့အခုတိုက်ခဲ့တာတိုင်းရင်သားကဲဝါ MNDA AATNN နေ KIA เนาะ KNU CDF เนาะ KNDF เนาะအခု PDF မင်းတို့ကိုဝိုင်းတိုက်တာ ။ဘာဖြစ်သွားလဲ။တိုင်းပြည်ဖုတ်ဖို့ကြည်သွားတယ်။ဘာမှမဖြစ်သွားဘူး။အော်မင်းတို့အဖေနေအမေနေနဲ့ကွဲတယ်။တေးကြတယ်၊ရှင်းကြတယ်၊တော်ထဲမှာပြက်လို့ပြက်စီးတွေဖြစ်ကြတယ်။မြို့ပေါ်ကိုမင်းတို့နော်ငါတို့လိုဒီမှာတက်တက်ရရဝင်ပြီးတော့မှဝင်းဝင်ကြွားကြွားနဲ့မင်းတို့မသွားရဲဘူး။မင်းတို့ဘွားတွေခိတ်တွေရောက်လို့ရှိရင်မင်းတို့သဘုံပြင်းနေတောင်မှဆရာဟုတ်အကျွန်တော်ပြင်းလင်းဈေးသွားဝယ်ခြင်းလို့ပါဆရာနော်အေးအေးဟုတ်ပြီဟုတ်ပြီဟုတ်ပြီသွားသွား အတော်ရရောက်တဲ့ပုံဖြစ်တယ်မြို့ပေါ်ရောက်တော့ဟိုစစ်တပ်ကဟိုဝက်ဝင်းအစ္စရေးတို့နော်ဟိုချွေးသိန်းတော်တို့ဟိုသွားတဲ့လမ်းတော်တို့ငါကြည့်နေတယ်စံကယ်စင်းတွန်းဆိုတွန်းဟောမလို့ချင်းတွန်းဆိုတွန်းမယ်မင်းတို့ဘာမှလည်းပြောလို့မရဘူးအဲမင်းတို့အဲတွန်းတဲ့နေရာလဲကြော်သွားမှငါရိုးမှဥပမာတို့မင်းတို့မင်းတို့ဆဲနေကြတိုင်းပေါ့ငါတော့ဖြည့်ညက်ကလို့မှကြောက်လို့နော်မင်းတို့ဆဲနေကြတိုင်းမင်းတို့ဆဲတယ်နော်အော်လုံးမရှိတယ်ရှိကြမင်းတို့ဆေးရင်မင်းတို့ဘွားရည်ရတာမင်းတို့ဘွားရည်အဲ့လိုဖြစ်သွားတာ မင်းတို့မှာကတတိရှိရှိရဲရဲဝင်းဝင်းနဲ့ရင်ဆိုင်ဖြည့်ရှင်းရတဲ့လက်ယုံရင်နှလုံးရင်မှာမရှိတာမင်းတို့ရဲ့စိတ်ဓာတ်ကဟိုအောက်တန်းသားနော်အချောင်းလေးအချောင်းသားရမလားဆိုပြီးတော့လှုပ်ကြည့်တာအခုမရတော့တဲ့အချိန်ကျတော့ဘာကြီးသွားဖြစ်လဲမိသားစုတွေပြိုကွဲတယ်နော်လူဆိုတာကတော့တိမ်မျိုးတွေပဲတိုင်းပြီအခုနောက်ကျသွားပြီမင်းတို့ဦးမင်းအောင်လိုက်ဘာမှမဖြစ်ဘူးနော်မင်းတို့တကြံဆိုရင်လည်းဆဲတယ်ဆဲတယ်တန်ချက်နဲ့နော်ဟိုပွဲဆိုရင်လည်းမင်းတို့ဆဲတယ်ဆဲတယ်အခုအဘကကြောင့်ကြီးဦးမင်းအောင်လိုက်ဘာဖြစ်လဲ မြန်မာပြည်မှာငလင်းအကြီးဆုံးလှုပ်သွားတာနေပြည်တော်မန္တလေးစကိုင်းအင်းလေးအဘကကျုပ်ကြီးကအဘကကျုပ်ကြီးတို့အန်တီတို့အဘအထူးချုပ်ကြီးတို့အဘအူတန်းရွှေတို့အဘအူသိန်းစိန်တို့ကဖုံးကန်ကြီးတွေအေးစေးစေးပဲအဲ့ဒီတည်းမှာဖုံးကန်ကြီးကမင်းတို့အမိလဲပါတယ်ထောင်းနေမှာနော်အဲ့တော့မင်းတို့ငါပြောချင်တာကငါတို့တော့မင်းတို့တေချာနာတော့ PDF တွေ PDF တွေဗမာ PDF တွေဓမာ PDF တွေ ဗမာပီဒီအက်တွေမင်းတို့အလင်းဝင်အလင်းကိုရားတဲ့နီးနဲ့ဝင်မင်းတို့လက်နဲ့ချနော်လက်နဲ့ချလက်နဲ့တွေပြစ်ပြီးတော့လူရဲဝင်လဲဝင်ငါမင်းတို့ရှင်းပြမယ်စေစိုးရလက်ထက်နော်ဦးတန်းရွှေနော်တိုင်းပြည်ကိုဘလို့တိဆောက်သွားလဲမင်းတို့လာမယ်ပြည်သူပတ်စံတွေဘာတွေမင်းတို့ကလီကဝါစကားလမ်းပင်းစကားချင်းကြီးတို့မပြောနဲ့ရေအားလျက်စစ်တွေ ရေကာတာတွေလန်ဒရာဆယ်မြောင်းတွေတကံကြောင်ဥမပြန်လဲပြုတ်ပြင်းတဲ့ဇေဒီပထိုးတွေဥကင်ညွန်းတို့လက်ထက်တော့ကเนาะသူတို့လုတ်ခဲကြတယ်အဲ့တော့ဘာဖြစ်လဲတိုင်းပြည်တာယာလာတယ်ဖွံ့ဖြိုးလာတယ်စီကားလာတယ်မင်းတို့အတိပဲရန်ကုန်သူမင်းတို့ရောက်လာတယ်နေပြည်တော်မင်းတို့ရောက်လာတယ်ဘယ်ဟာလီမှမသိဘူးเนาะတော့ဘာပဲဖြစ်အညာပဲရောက်လာတယ်မင်းတို့လောက်ကန်စားတော့ရတယ်เนาะပြည်တော်စုလမ်းမကြီးတွေဟိုမှာမြဝတီအာရှလမ်းမကြီးတွေเนาะ နော်ဦးဦးသိန်းစိန်တစ်ထက်ဟောလာခရီးပြီးမှာမင်းတို့အကုန်လုံးသူတို့လှုပ်ပေးလာမင်းတို့တိုင်းပြည်ငြိမ်းချမ်းတက်မတော်စင်ဆိုးရဆိုလာလှုပ်ပေးလာတာလှုပ်ပေးလာတာနော်အခုလှုပ်ပေးလာတယ်မန္တလေးမူစေပြည်တော်သူလမ်းမကြီးအာမင်းတို့ပြောတယ်ကိုကန်တို့ဘာလို့မှမိုးလီမြခွက်တွေပါလဲပြောတယ်ဟောအဲ့မှာသူတို့လှုပ်ပေးလာတယ်တီလဝမ်လို့စမှုစုံနေနော်လှုပ်ပေးလာတယ်မင်းတို့ပြောတယ်မင်းတို့ငါးနှစ်မှာမင်းတို့အမေစုကရေးသားကိုချောင်းလိုက်ပြီးတော့နာမည်ကောင်းယူသွားတာအဲ့ဒီမန္တလေးမူစေကဦးသိန်းစိန်လက်ထက်တည်းကဘာချက်ကကြာပြီးသား နော်ဦးသိန်းစိတ်လက်ထက်မှာတည်းကဘာကြက်ကြတော့2015ခုနှစ်ရွေးကောက်ပွဲမှာ NLD ရပါတီရအနိုင်ရသွားတော့2020မှာဘာကြက်ကြထားတာကို အစင်းနဲ့ထိုင်ပြီးတော့ဖောက်သွားတာနော်အဲ့တော့အခုမင်းတို့ကြည့်ကြည့်လားနော်မင်းတို့ reason မဖြစ်ခင်မင်းတို့2021ဖေဖော်ဝါရီလတည်းကနေအခင်းကြီးမဖြစ်ခင်မှာ2015ပဲဖြစ်ဖြစ်20ရပဲဖြစ်ဖြစ်ဒီလမ်းကျော်ကြီးမူဆယ်မန္တလေးလမ်းမကြီးอ่ะ ဟုတ်လားလမ်းကြောင်းတွေပွင့်လို့เนาะငါကိုယ်တိုင်ပါတယ်အဲဒီတစ်ကယ်ဒီလောက်တယ်ငါကြောက်ကယ်ဒီလောက်တယ်သွားတာလှူရှားလို့စီဝါရေးတွေလက်လာပါတယ်အစဉ်ပြေလို့ကွန်ရဆိုင်လည်းအစဉ်ပြေဓမင်းဆိုင်လည်းအစဉ်ပြေကားတွေထိုးတဲ့ဘိန်းဆိုင်လည်းအစဉ်ပြေကားသမားလည်းအစဉ်ပြေခီးသွားနေပြည်သူလူထုလည်းတက်တက်တာတာနဲ့အန်ဒီယကင်းဘေးရှင်းသာသွားရတယ်အဲ့ဒီလိုဘဝမျိုးတွေကိုအခုမင်းတို့လောက်လိုက်တော့လမ်းအပိတ်သွားအောင်တရားတွေဖြတ်ပလိုက်ကောကဲမင်းတို့တီဘောကဂျင်းဒီတရားတို့ ဟုတ်လားဟိုဘက်မှာဟိုအောင်နောင်ခွဲကိုနောင်မဝင်တော့မယ်စိရင်တရားတို့မင်းတို့ချိုးလိုက်ကောဟမ်ဘာတကုမင်းတို့ဒီစိရဲ့နေတော့မင်းတို့ပြောတဲ့30 20ခုစစ်စင်ရေးဘာတကုများကောင်းချိုးရသွားလဲမင်းတို့ PDF တွေကိုမေးနေတာဘမ PDF တွေမင်းတို့ဘာတကုကောင်းချိုးရလဲမင်းတို့ဒါတော့မှမသိရင်တော့မင်းတို့ခေါင်းထဲမှာလေသူများကျွေးတဲ့ဓမင်းကိုစားပြီးမင်းတို့ခေါင်းထဲကိုသူများချီရောက်သွားပြီငါဒီလောက်ပြောတာမှာ မင်းတို့နားမလဲဘူးဆိုရင်လေသေခြင်းတဲ့နေရာမှာဒါမင်းတို့သေလိုက်တော့เนาะမအေးလိုးလေးတွေကြောပါရဲ့